လီဗာပူးအသင်းလေးပြအာနက်စနော့က PSG အသင်းကိုပယ်နာရီအဆုံးဖြတ်နဲ့ရှုံးနေပြီးချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီနော်သူတို့အသင်းအနေနဲ့ယခုပွဲမှာပထမအကြော့တုံးကလို့ကံမကောင်းခဲ့ဘူးလို့ပွဲပြီးမှပြောကြားခဲ့ပါတယ်။လီဗာပူးအသင်းဟာချန်ပီယံလိရှုံးထွက်16သင်းအဆင့်မှာပထမအကြော့မှာ PSG အသင်းကိုအဝေးခွင်းမှာတကူးကူးမရှိတဲ့အနိုင်ရထားတာကြောင့်အိမ်ခွင်းမှာကစားခဲ့တဲ့ဒုတိယပွဲစဉ်မှာတရည်ကစားရုံနဲ့ချန်ပီယံလိကွာတာဖိုင်နယ်တို့တက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လီဗာပူးအသင်းဟာမလာ17ရက်နေ့ကကစားခဲ့တဲ့ချန်ပီယံလိရှုံးထွက်16သင်းအဆင့် ဒုတိယကြော့ပွဲစဉ်မှာ PSG အသင်းကိုအိမ်ခွဲမှာတကူကိုမရှိနဲ့ရှုံးနေခဲ့တာပါ။နှစ်ကြော်ပေါင်းတစ်ဖက်တကူစီတည်ရဖြင့်တည်ရကြခဲ့တဲ့အတွက်အချိန်ပိုဆက်ကစားပြီးအချိန်ပိုမှလည်းတစ်ဖက်နဲ့တစ်ဖက်ကိုမသွင်းနိုင်တဲ့အတွက်ပယ်နယ်တီအဆုံးပြတ်ခံယူခဲ့ရာ PSG အသင်းက၄ခုတကူဖြင့်အနိုင်ရခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲပြီးမှာလီဗာပူးအသင်းနေပြအာနယ်ဆလော့ကမှာပေးစရာမှာအဆင့်တရပြီးမှာ PSG အသင်းနဲ့ဒီအဆင့်ဆုံတွေ့ရတာမတရားပါဘူး။ဒါပေမဲ့ဘောလုံးမှာဒီလိုမျိုးဖြစ်ပါတယ်။ ဒီပွဲကိုစောင့်ကြည့်ခဲ့ကြတဲ့ကမ္ဘာနှံကလူတွေကျင်းနေကြမှာပါကိုရီးယားလက်တွေကကျင်းမြောင်းပြီးဒီလိုပွဲမျိုးမှာအနိုင်ရဖို့ကန်ကောင်းဖို့လိုပါတယ်ပြီးခဲ့တဲ့ဘက်ကကန်ကောင်းခဲ့ပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ကန်မကောင်းခဲ့ပါဘူးလို့ပြောကြားခဲ့ပါတယ်ဒါပြင်ဆလော့က PSG အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာသူ့ဘဝမှာအကောင်းဆုံးပွဲဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်ဆလော့ကကျွန်တော်ဘဝမှာအကောင်းဆုံးပွဲတစ်ပွဲပါပဲကျွန်တော်တို့ကစားတာပြီးခဲ့တဲ့ဘက်ကနဲ့စာရင်အရန်ကောင်းပါတယ်ပထမပိုင်းမိနစ်20 25မိနစ်လောက်မှာကျွန်တော်တို့အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ပြီမယ်မထင်မှတ်ဖြစ် PSG အသင်းကိုးစားရသွားတယ် ဂိုးမသွင်းနိုင်တာကလွဲပြီးကျွန်တော်တို့အနေနဲ့ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲကိုကစားနိုင်ခဲ့ပါတယ်။မိနစ်60အတွင်းကျွန်တော်တို့တည်ရရခဲ့တဲ့တာပါ။ဒါပေမဲ့ကံမကောင်းခဲ့ပါဘူးလို့ပြောကြားခဲ့ပါတယ်။လီဗာပူးသွင်းဟာချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက်မလာ16ရက်နေ့တနင်္ဂနွေနေ့မှာလီဖလာဘိုလူပွဲအဖြစ်နယူကာဆယ်အသင်းနဲ့ဝင်ပလီကွင်းမှာကစားရမှာဖြစ်ပါတယ်။